မွေဖွားပြီး၃ရက်သားအရွယ်လေးသားရှိသေးပေမယ့်ဖေဖေမေမေနှစ်ယောက်စလုံးနဲ့တူပြီးချောမောလှပလွန်လာကြောင်းဖေဖေအောင်မင်းခန်းကတော့အသေးပေါင်းတက်ချစ်နေရတဲ့သမီးလေးအော်ရာမင်္ဂလာပါပရိသတ်ကြီးအမ RDB4 ဆလန်တွဲဒီကနေ့တစဉ်ပရိသတ်တွေကအားပေးခဲ့တယ်လို့နိုင်ငံကျော်သရုပ်ဆောင်နိုင်နိုင်ရဲ့ညီတော်ဆက်သူလေးဖြစ်တာကြောင့်ပရိသတ်တွေကပို့ပြီးတော့တောင်မှအချစ်ပို့ခဲ့ကြရတဲ့သရုပ်ဆောင်အောင်မင်းခန်းကတော့အိမ်အောင်ကြပြီးနောက်ပိုင်းမှာအမေရိကနိုင်ငံမှာသွားရောက်နေထိုင်နေတာဖြစ်ပါတယ် အောင်မင်းခန်းကအမှုပညာအလုပ်တွေမလုပ်တော့ပေမဲ့သူရဲ့နေစဉ်ဘဝလှုပ်ရှားမှုတွေနဲ့သူရဲ့မိသားစုလေးအကြောင်းကိုတော့ပြည်သက်တွေစီကုံမကြခဏချပြလေးရှိတာလေးဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွဲမှာတော့အောင်မင်းခန်းတို့ဇနီးမောင်နှံနှစ်ယောက်ကချစ်စရာသမီးလေးအော်ဒါကိုမွေးဖွားခဲ့တာလေးဖြစ်ပါတယ်။အခုဆိုရင်တော့အော်ဒါလေးကရက်သားအရွယ်လေးသာရှိသေးပေမဲ့ပါမန်ကလေးတွေနဲ့မတူပဲမျက်လုံးမျက်ကုံးမျက်ရည်အစစအရာရာပေါ်ပေါ်ထင်းထင်းဖြစ်နေခဲ့ပြီးချောမောလှပနေတာကိုလည်းတွေ့မြင်ရမှာလေးဖြစ်ပါတယ်။ ရုပ်ဆောင်အောင်မင်းခန်းကတော့သူ့ရဲ့သမီးဦးလေးအော်ရာရဲ့ပုံလေးတွေကိုကြည့်ပြီးချင်းမွားဖြစ်နေတာကိုပရိသတ်ကြီးကမြင်တွေ့ရမှလည်းဖြစ်ပါတယ်။ပုံမှန်အားဖြင့်မွေးကင်းစကလေးလေးတွေဟာရုပ်ရည်အားဖြင့်ပေါ်ထင်လာတာမျိုးမရှိသေးပေမယ့်အောင်မင်းခန်းတို့ရဲ့သမီးလေးဖြစ်တဲ့အော်ရာကတော့ချောမောလာပါတဲ့မျက်နှာပုံလေးအတိအကျပေါ်နေပြီးဖြစ်တာကြောင့်အားလုံးကအံ့ဩနေကြရတာလည်းဖြစ်ပါတယ်။ပရိသတ်ကြီးအနေနဲ့လည်းအောင်မင်းခန်းကိုချစ်ခင်အားပေးခဲ့ကြသလိုပဲရတအွယ်လေးကလေးကအရန်ကိုချစ်စရာကောင်းပြီးတော့ ချောမောလာပနေတဲ့တမီလေးအော်ရာကိုလည်းချစ်ခင်နှစ်သက်အားပေးကြပါအောင်ရှင်